ဆိုတော့အားလုံးမင်္ဂလာပါမယ်နေယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်တို့ဒီမနေ့ပိုင်းတနာရီခွင့်မှာကစားခဲ့တဲ့ Manchester United ရဲ့ Old Trafford မှာ United က4-1နဲ့ဒီဘောအတင်းကိုနိုင်ပြီးတော့ဖိုင်နယ်ကိုတက်တော့ခဲ့ပြီတစ်ဖက်မှာလည်း Spa က Portugal အတင်းကိုကျွန်တော်တို့ဒီ2-0နဲ့နိုင်ပြီးတော့ဖိုင်နယ်မှာတက်တယ်ဆိုတော့အင်္ဂလိပ်ကလေးအတင်းတစ်တင်းဖြစ်တဲ့ Spa နဲ့ United တို့ Europa League ဖိုင်နယ်ပြီပေါ့ဗျာတခြားအတင်းတွေကတော့ ီဒီယိုအကျော်ကနေချန်ပီယံလိမှာလက်ပြန်ခဲ့ရတဲ့အခြေအနေတစ်ခုရှိတယ်ဆိုတော့အင်းဟာပါသူများသိနေတော့ပြောတော့ဘူးဆိုတော့ကျွန်တော်အဲ့ဒီဝေးစင်နဲ့ပြတ်ပြီးတော့ပေါ့ဗျာဝေးပြီးတုန်သေးချက်ကိုကျွန်တော်ဆွေးနွေးကြအောင်အထူးသဖြင့်အမ်မိုရယ်ရဲ့ဒုတိယပိုင်းလူစားကြောင်းနေမှုလုခဲ့တဲ့အနေအထားတစ်ခုမှလုံဝမဲ့ခဲ့တဲ့ပုံစံကျွန်တော်တွေ့ခဲ့ရတယ်ဘာလို့လဲဆိုတော့လူစားဝင်တွေကစားသမားတွေဖြစ်တဲ့မေဆမွန်တို့ကေဇမီယိုတို့ကေဇမီယိုကပထမပိုင်းကတည်းကရှိနေတာပေါ့ပြီးလို့ချင်းကျွန်တော်တို့ရက်ရှမန်ခွိုင်နဲ့တကော တော့တိုက်စီမှုဖြစ်တဲ့ပိုင်လေးလေးကိုရတယ်မစ္စမောဆိုရင်လေပြီးကြတဲ့ပွေးစီမှာဆိုရင်လေကိုသွင်းတယ်အခုဒီနေ့ပွေးစီမှာလေကိုသွင်းတယ်စာသမားတို့ရေကျွန်တော်တို့ကယူရိုပါလိဖိုင်နေကိုနော်ဘယံမနာနဲ့တက်လာတာမဟုတ်ဘူးယူရိုပါလိတခြားမှာကျွန်တော်ရှုံးမွေးလုံးဝမရှိသေးတဲ့အနေအထားတစ်ခုဆိုတော့ပထမအဆုံးအနေနဲ့ပေါ့ဗျာအဖက်ကျွန်တော်တို့ဒီဘီဘောင်အသင်းကိုကြည့်ရလို့ချီဒီနေ့ပွေးစီမှာသူတို့ရဲ့အင်ကွမ်3စီနဲ့ရှုံးတာခဲ့တဲ့အနေအထားတစ်ခုကြောင့် ွေရဂျူနီတက်အော်ဒရက်မှာအကောင်းဆုံးနဲ့သူတို့ကစားနိုင်ခဲ့တယ်ပထမပိုင်းမှာဆိုရင်သူတို့တန်တဲ့တူလို့တဲ့အမြင်ဘောတွေလောင်းဘောတွေဖြတ်တင်ဘောတွေကနေမန်ချစ်စတာနဲ့အသင်းကိုဒုက္ခပေးပြီးတော့ပထမပိုင်းဝမ်းစီနဲ့ကျွန်တော်တို့သူတို့ဥဆောင်ထားခဲ့တယ်ဆိုတော့ကြီးကြီးပြောလို့ရှိရင်ကိုယ်ရဲ့အသေးအနေနဲ့ပွေးထုတ်လာတဲ့အနေအထားတစ်ခုမှဆိုရင်အဓိကလူစည်းတွေနဲ့ပွေးထုတ်လာခဲ့တယ်ဒါပေမဲ့လို့နောက်တဲ့ဒီမှာပြောင်းလဲခဲ့တယ်ဒီပွေးလေတို့မှဆိုရင် အထိုက်တစ်သလုံးပြောင်းလဲမှုရှိခဲ့တယ်။တိုက်စစ်မှာတော့ကျွန်တော်အဲ့လိုမျိုးပြောင်းလဲဘူးပေါ့ဗျာ။ point လဲနဲ့ level 10မှာဆိုရင်ကာနာချိုဒူဖန်တဲ့ဆိုတော့ပထမပိုင်းပွေးစားပြီဆိုတာနဲ့တစ်ဖက်အတင်ကအနိုင်ဘက်ကိုဥတီပြီးတော့ကစားလာတယ်။ကိုယ်တိဘက်ကလည်းစင်ကားမနေလို့မှအခွင့်အရေးတချင်နေပြီးကျွန်တော်ရရှိခဲ့တယ်။တချက်တချက်သူတို့အတင်းကအေရပေါင်းထိုးကိုဝင်ပြီးတော့အကင်ခဲရတဲ့ကိုတွေကမနေဘူးကြီးပြောလို့စီပထမပိုင်းမှာကျွန်တော်ကိုပေါက်တင်မှုတစ်ချိန်မှမရှိသေးဘူးသူတို့အတင်းကတစ်ချိန်ရှိတဲ့တကိုးဝင်တော့တယ်ဆိုတော့ 23မိနစ်မှာဘလူးလူးဖန်နေတဲ့အီရီယာတစ်ချပေးတာကိုဘက်ထရီဒူကိုကဟိုဆွေးယူလာပြီးတော့ကိုတင်မိုးလုပ်တဲ့တစ်ဖက်ကစားသမားကဖြတ်တမှုကျန်တယ်လို့ကျွန်တော်တို့ဒီပနတီပေးဖို့အနေနဲ့တစ်ခုမှပရိတ်ရုံမရောက်ဘူးပေါ့ဗျာအဲ့တော့အာဗီဘောအနေနဲ့ပေါ့ဗျာတကယ်ကိုကောင်းခဲ့တယ်ဒီနေ့ပွဲစီမှာအလိုလေးဖြစ်ခဲ့တယ်မက်စတာနေတဲ့အနေနဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းမတူတဲ့အချက်တွေကြောင့်ဒုတိယပိုင်းမှာဆိုရေကိုတော့ရခဲ့တာ ကကိုရီအသေးအတွက်ဘလောက်တော့ကောင်းမွန်တဲ့အခြေအနေတစ်ခုလေးသူစားဝင်လာတဲ့မစ္စမော်လို့ဆိုရင်တကင်းကိုခြေစင်ပြခဲ့တာနောက်ပေါ်ဒီပါတီနဲ့ရရှိမုတ်ခွင်ရင်တို့ကကိုတင်တာဆိုတော့ကျွန်တော်တို့ဘီပါဝအသေးဘက်ကိုအလောက်တော့ပြောစရာမလိုခဲ့ဘူးသူတို့ကသူတို့ရဲ့အင်ကွေးမှာဂိုပေးခရတဲ့တဲ့ဂိုပြေရှုံးခဲ့တဲ့အတွက်ယူနိုက်တက်ကိုယူနိုက်တက်ရဲ့အင်ကွေးမှာတကင်းကိုဒုက္ခပေးနိုင်တဲ့အသေးတည်းဖြစ်ခဲ့တယ်စိတ်တော့မကောင်းပါဘူးခြေတာတဲ့အသင်းကကိုသွင်းနိုင်တဲ့အသင်းက နောက်တစ်စိတ်ဖိုင်လေးကိုတက်တော့ကြီးပေါ့ဗျာဆိုတော့ဒီနေ့ပွေးစီမှာကျွန်တော်တို့ပထမဦးဆုံးပွေးထုတ်လာတဲ့ကိုသိဘက်ကလူစည်းကိုကြည့်ရလို့ချင်းဘုဒ္ဓမနေမှာအန်ဒရီဘုနနာနောက်တဲ့ဆရာဘက်တို့ရောက်မှာဆိုရင်ပြီးနောက်ခက်မှာပေါ့ဗျာဒီနေ့ယူကျွန်တော်တို့ဒီဝိုင်ယာနဲ့ညာနောက်ခက်မှာဆိုရင်ဗီတာလီလို့လို့ကျွန်တော်အသုံးပြုခဲ့တယ်ကွင်းလီလေးရောက်မှာဆိုပက်ထရစ်ဒူကိုကက်စမီရိုဥကာတက်မဆာရာဝီအဲ့ဒီကွင်းလီလေးရောက်မှာဥကာတက်ကတခီးကိုညံခဲ့ပါတယ်ဆာကျွန်တော်တို့ ူကြီးအဖက်မှာကျွန်တော်လူသားပြောင်းလဲမှုလုပ်လဲလို့သာအဆင်ပြေခဲ့တာပြီးလို့စိကျွန်တော်တို့အများကြီးပဲတိုက်စစ်မှာဆိုကာနာရှုမဆရာဝီတအားကိုညံခဲ့တဲ့တိမှာပါတယ်ဆိုတော့ထားလိုက်ပါ level 10တယောက်ကကျွန်တော်ဘူးလူခံနေတဲ့ကာနာရှုအထောက်မှာပိုင်လဲကျွန်တော်ကတော့ဒီနေ့ပွေးစီမှာလဲကစားသမားတွေ player တွေအကုန်လုံးဘာ injury မှမဖြစ်ခဲ့လို့ကျွန်တော်ဝမ်းသာမိတယ်နောက်တစ်ခု rushmel ပိုင်လဲအနေနဲ့ဘိုးလေးတွင်းနိုင်ခဲ့တယ်တကယ်ကိုလေကောင်းမွန်တဲ့အခြေအနေ ွားခဲ့တယ်ပထမပိုင်းမှာလည်းလုံလုံနိုင်ခဲ့တယ်ဆိုတော့ဝိုင်လန်အတွက်ကိုယ်ယူပါတယ်ဆိုတော့ပထမအုံစုဒါကပွေးထုတ်လာတဲ့စစ်တရားဘက်ကကျွန်တော်အစ်တင်နေဒီနေ့ပွေးစီမှာဆိုရင်ဘောလုံးပိုက်စင်မှုဘိုးဘောက်ကန်သိမှုဘိုးဘောက်တင်မှုအလုပ်ကြီးအသာစီမရောက်သေးဘူးယူနိုက်တက်အနေနဲ့ဘောလုံးပိုက်စင်မှုက၅စီးနဲ့ရခဲ့မှုရတယ်တစ်ဖက်အသင်းက၄စီးရှိရတယ်ပထမပိုင်းမှာရခဲ့တယ် ိုပေါက်ကဲတဲ့မှာသူက၄ချင်းကျွန်တော်နေတဲ့အတင်းက၄ချင်းကိုပေါက်တဲ့မှာကျွန်တော်စောစကားပြောသလိုပဲကျွန်တော်အတင်းကတစ်ချိန်မှမရှိဘူးသူတို့တိဘကတစ်ချိန်ချိန်နေတယ်ဒါကကိုရီးယားတိုက်စီပိုင်းမှာပထမပိုင်းအနေနဲ့တော့ဘလောက်တော့မြင်ခဲ့တယ်ဘလောက်တော့အားရကျင်းနေစရာမရှိတဲ့အနေနဲ့တော့ကျွန်တော်တွေ့ခဲ့ရတယ်မြင်းနဲ့ကျွန်တော်တို့ဒီရထဲမှာဆိုရင်ချက်တင်ဖို့ခဏခဏပေးရတယ်ကျွန်တော်တို့အဲမွေးရွေးတော့မဖြစ်မနေချီကျူးရမယ်လူစားပြောင်းလဲမှုလုပ်တဲ့ကစားသမားတွေ ကအဆင်ပြေခဲ့တယ်။ကိုလေးတင်းနိုင်ခဲ့တယ်။ကျွန်တော်တို့ point line ကဆိုရင်ဒီနေ့ပထမပိုင်းမှာဒုတိယပိုင်းမှာတော့တကယ်ကိုကောင်းပြီးတော့အထောင်မှာဦးဆောင်နိုင်တဲ့ရှိတဲ့ player တွေဖြစ်ခဲ့တယ်။ကျွန်တော်တို့အတင်းကချိန်ဆမှုတွေအားနေခဲ့တယ်။နားလည်မှုတွေကျွန်တော်တို့မရှိသေးဘူး။ဒါပထမပိုင်းပေါ့ဗျာ။တကယ်ကိုကျွန်တော်ဒုတိယပိုင်းနဲ့ပထမပိုင်းအားကိုပေါ်ခဲ့တာ။အတင်းဘက်ကဝင်းနေမှာချိန်ဆမှုတွေနေတယ်။တိုက်စစ်ပိုင်းမှာကာနာရှိုးလို့ဆိုရင်ဂျာရီအခွင့်အရေးတွေကိုတော့မချနိုင်ဘူး။ ဝိဇာမီနီမာယနေ့ဟုတ်တယ်လို့ရှိသေးတယ်ဆိုပေမဲ့လေးစင်ကမလေးပြီးကနေမှဆိုရင်တစ်ဖက်တင်ကဇူမိုပြီးတော့ကျွန်တော်တို့ဖီးယားဒီဒဲဆက်ပေးတယ်ဝင်းစင်းနဲ့သူတို့ပူးဆောင်ခဲ့တယ်ပထမပိုင်းကဝင်းစင်းနဲ့ပြီးခဲ့တယ်ဗောဗျာဘူနနာမာဇာရာဝီပြီးလို့ရှိရင်ကျွန်တော်ဂါနာရှိုးအစားသမားတွေကတအားဟုတ်ညင်းနေကြီးကြီးမပါတယ်စဉ်းစားကြည့်လေအဲ့ဒီအဝေးကင်ချက်ဘူနနာမေးအဲ့ဒီဘေဘက်တောင်းကိုတိုက်ပြီးထိုးတာဘာဖြစ်လို့မမိတာလဲကျွန်တော်နားမလည်နိုင်ဘူး မေယာဒီအပြောင်းဖြစ်မှာတော့မေအိုနနာဂျူပါလဲဖလာဆွခုနိုင်ခဲ့ပြီဆိုရင်မေအိုနနာကိုထုတ်ရမှာတင်ကနေဒီကစားသမားနဲ့ဘလို့မှရရှင်တော်လို့မရပါဘူးကျွန်တော်အတင်းကလို့ရဒီအပြောင်းဖြစ်မှာဆိုအမေကန်ဆိုအလုံးလုံးနိုင်ဖို့အတွက်ဒီဘုဒ္ဓမာခန့်ကန်တာကလေးအများကြီးတည်ရမှုရှိတယ်ဆိုတော့ပရမဘိုင်းပြီးခဲ့တယ်ဗောဗျာဒုတိယဘက်မှာကျွန်တော်အတင်းကပြန်လာနိုင်ခဲ့ပါတယ်စာသမားတို့တကယ်ကိုပြန်လာနိုင်ခဲ့တယ်ထင်းကိုမထင်တော့ဘူးကျွန်တော်ကတရင်ရရင်လည်းနိုင်ပြီတရင်ရရင်လည်းကျွန်တော်တက်ပြီ ဖဲအသင်းတွေကပေါ့ဗျာတကယ်ကိုဗျမ်းမလာလည်းဖြစ်နိုင်လေတယ်ဆိုတော့ကျွန်တော်အသင်းကဒုတိယပိုင်းမှာဆိုရင်ရေကိုရခဲ့တယ်မင်းဆက်မောင်းကလူဆောင်ဝင်လာပြီးတော့90နမိနစ်မှာတကူပြီးလို့ချစ်ကျွန်တော်ဝေးပြီးဆုံးလို့နမိနစ်အချိန်ကိုပေးတဲ့ချိန်မှာနောက်ထပ်တကူပြီးလို့ချစ်ကက်စမီရို96မိနစ်မှာတကူပိုင်လင်းက85မိနစ်မှာနောက်ပုံနဲ့သွေးမလဲတော့ပိုးပြီးတော့တယ်ဆိုတော့ဒုတိယဝက်အနေထားတစ်ခုမှာဆိုရင် ပထမပိုင်းကောလို့ပါပဲဘောလုံးပိုက်စဘူး၅ဇင်းနဲ့ရခဲ့လို့ရခဲ့တယ်ဘယ်တင်က၄ဇင်းချစ်ပေါ့ဗျာကိုပေါက်ကဲတင်မှာ၁၇ဂျင်သူတို့ကလည်း၁၇ဂျင်ကိုပေါက်တင်မှာကျွန်တော်က၅ဂျင်ရှိခဲ့တယ်ဒါဒုတိယပိုက်အနေနဲ့တူသူတို့ကပထမပိုင်းကလေးကလည်းအဲ့ဒီကိုပေါက်တင်မှာ၁ဂျင်နဲ့ပြီးဆုံးခဲ့တယ်တင်ကပေါ့ဗျာဖိုင်တွေကိုခုနကိုတခုနဲ့တက်ခဲ့တယ်တဖက်စပါးကလည်းတတို့ကိုကောင်းမွန်လေးပုံစံနဲ့ဖိုင်တွေကိုတက်ခဲ့တယ်ဆိုတော့ဖိုင်တွေမှာတွေ့မယ်အခု ကျွန်တော်တို့ဒီစီမီပိုင်ရဲ့ဒုတိယကြော result ကထုတ်ပေါ်ခဲ့ပြီ။ဖိုင်နယ်အတွက်ကျွန်တော်ပြင်ဆင်ဖို့အများကြီးအချိန်ရတယ်။ဆိုတော့ဒုတိယပိုင်းပြန်စားတာနဲ့ပြည်တယ်ပေါ်ရကျွန်တော်ပေးရပြီ။တစ်ဖက်အတင်ကမက်ဆာဝင်တဲ့အတင်တစ်ခုကစားမှုတာနေတယ်။ချင်းချောင်းမှုတွေကအေးဖြစ်တင်ပေါ်ကနေတကိကိုတောက်ကန်ပေါ်တွေအများကြီးကျွန်တော်ပေးရတာဒုတိယပိုင်းမှာလေ။ကစားသမားတွေပေါ့ဗျာဒီပထမပိုင်းကလိုပါပဲလူစားပြောင်းလို့မလုပ်ခဲ့အနေအထားတစ်ခုမှချိန်ဆမှုတွေလုံးဝမရှိတော့ဘူး အမားတွေလည်းကျွန်တော်တအားများလာတယ်။ဘူဂါဒေးဆိုရင်ဒီနေ့ဒူဘောကအစင်ပြေရ။ကဲစင်းနဲ့တွေ့ကြတဲ့ဘလိုမအဲ့ဒီဒီဖန်စီပြပြမှာအားနေမှုရှိကြတာ။ကဲစီကတကယ်ကိုကောင်းတယ်။ဆိုတော့ဒီရတဲ့ပြောင်းရှိမှာကက်စမီရိုကိုတော့မရောချစေချင်တော့ဒီပူစံနိုင်ဆိုရင်ဒါပေမဲ့ကျွန်တော်တို့မှာရေရှည်ကိုကြေဖို့အတွက်ဆိုရင်ဒီကစားသမားတွေရဲ့လုတ်ဖြစ်လာမဖြစ်လာတဲ့ရေပိုင်းဆိုင်ရာလေးကျွန်တော်ကြည့်ရမယ်ဆိုတော့ဒါလေးပါ60တမနီမှာ ူစားပြောင်းလဲမှုလုပ်တယ်။ဘူဂါတီကိုထုတ်တယ်၊မာဇာရာကိုထုတ်တယ်၊မေဆန်ပေါင်းလူရောဝင်လာတယ်။ပြီးလို့ရှိရင်ကာနာရှူကိုလည်းထုတ်ပြီးတော့အာမက်ဒီယာလို့ဝင်လာတယ်။လူစားပြောင်းလဲမှုလုပ်ပြီးနောက်ပိုင်းမှာဆိုကျွန်တော်တိတိတသာကစားဖို့ကောင်းလာတယ်။အာမက်ဒီယာလို့တို့ဆိုရင်အဲ့ဒီညာတောင်ပယ်ကနေတိုက်စီပိုင်းမှာချိန်ချောင်းမှုတွေတစ်ဖက်ခင်စစ်ကစားသမားတွေကိုလှုပ်ရှုပ်ပြီးတော့တိုးလို့နေတဲ့ဖန်တီမှုကောကောပေးနိုင်တယ်။စားသမားတွေကျွန်တော်အသေးမှာကလည်းဒီချာတိတ်လေးကအာမက်ဒီယာလို့ကတကယ်ကို အဖိုးတွင်ပထမများဖြစ်သည်အာမေဒီယာလိုမဝင်လာတာနဲ့အာမေဒီယာလိုရှိပြီးကစားနေတဲ့အနေအထားတွေတော့တော့ပေါ်ခဲ့တယ်ကျွန်တော်တို့ကစားပုံချိတ်ဆက်မှုတွေပိုကောင်းလာတယ်ပြီးလို့ချီဖန်တီးမှုတွေလည်းပိုပြီးတော့အခွေးတွေရလာတယ်သူကကြည့်လဲဒုတိယပိုင်းဒုပေါင်းတီးမှု၅ချိန်ရှိခဲ့တဲ့အနေအထားတစ်ခုပါဆိုအဲ့ဒီတောင်ပံတဲ့လူဆောင်ဝင်လာတဲ့ကစားသမားတွေအတူလိုယုံအားဖန်တီးမှုချိတ်ဆက်မှုနားလည်မှုအဖက်ဖက်ကပြည့်စုံနိုင်ရဲ့အတွက်ဒုတိယပိုင်းနဲ့ပထမပိုင်းနဲ့အောက်ကိုရှာခဲ့တာ ဆိုတော့80 ml မှာလင်းနေယူပါနောက်တန်းကနေအရာတွေကိုဆွေးဝင်လာပြီးတော့အလင်ကောက်တွေနဲ့ရှားပြစ်တယ်ကျွန်တော်အသိရှိနေတဲ့မြေဆယ်မောက်ကရလာတဲ့အခွေးကိုကျွန်တော်ဝိဝိုက်ပြီးတော့သွေးပလိုက်တာလူရှောကောင်းလေးကိုသိနေမြေဆယ်မောက်ကတော့ကျွန်တော်ဒီကစားသမားရဲ့ quality ဘိုင်းကမကောင်းတာပေါ့ပေါ့အဲ့ဒီခဏခဏအင်ဂျီပြဿနာရှိနေတဲ့အနေအထားတခုအဲ့လိုမျိုးတန်ရရပြီဆိုရင်ဓာတ်နဲ့ရှိနည်းနည်းရှိနားနေရတဲ့အတွက်သူချစ်စဲပြောင်းမှုရုန်းကန်နေရ ဒါပေမဲ့မောက်ကမောက်ပါမယ်ပြီးကလေးပွင့်မှလည်းတွင်းနေတကူအခုဒီနေ့ပွင့်ကျွန်တော်တို့အသေးတော့ကိုအရေးကြီးတဲ့ဖိုင်တွေကိုတက်ဖို့တဲ့အနေအထားတစ်ခုမှလည်းနိုင်ဖို့အတွက်တွင်းကလေးကိုလို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တကူနောက်ထပ်တွင်းပြီးတာနဲ့အဖက်ဖက်ကကျွန်တော်ကအသာစီးရလာတယ်ဘယ်လိုချင်းတိုက်စီပိုင်းကိုပူအားတက်ချက်ပေးလာနိုင်တယ်နောက်ထပ်ကျွန်တော်86မိနစ်မိနစ်ချစ်စီပေါ့ဗျာကက်စီကတကူတွင်းတယ် တဲ့ကျွန်တော်ကွင်းလေးအစင်းလိုက်ကလေးရှာပြီးပြီးတော့ဘောင်းတိုက်ကိုနဲ့ဥဆောင်ထားတယ်အသေးဘက်ကပေါ့ဗျာတကိတ်ကိုဒီနေ့ကွင်းစီမှာရာခိတဲ့ကိုတွေကကျွန်တော်တို့ဒီလူစားပြောင်းလဲမှုစီကနေရားတယ်လို့ပြောလို့ရတယ်ဟုတ်တယ်မလားကဲစီလို့ဆိုရင်ပထမဘိုက်ကင်းကလေးတကားကောင်းနေတာပဲအဲ့ဒီကွင်းလေးကပြီချစ်စီ9မိနစ်မှာနောက်ထပ်တကိုးရတယ်အဲ့ဒါကဒီနေ့ယူနဲ့အာမေဒီယာလူတို့ရဲ့ဖန်တီးပေးမှုကနေကျွန်တော်တို့ပိုင်လဲကနောက်ပေါ်နဲ့ကင်သွင်းနေတာ ီနီယိုကနောက်တန်းကနေဆွေးယူလာတဲ့အသိရှိနေတဲ့ညာတော်ဘက်မှာအမေဒီယာလိုကိုရှာပေးပြီးတော့ဝိုင်လိုင်းကနောက်ပေါင်းလိုက်တော့သိလိုက်တယ်ဆိုတော့တကင်းကိုကောင်းတဲ့ပေါ်ပေါ်မဲတွေကျွန်တော်တို့ကြားနိုင်ခဲ့တယ်။ဖိုင်နေမှာဘလို့လာမလဲမသိဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်ကကိုရီးယားအသေးတက်ကိုအားရကျင်းနေစီရနဲ့ဒီကိကောင်းမွင်နေအနေနဲ့တခုကျွန်တော်ဖြစ်ခဲ့တာပေါ့ဗျာ။ဒီဇင်ဘာ900ရတဲ့80နမနီမှာတကူဝေဘီဆိုလိုအရှင်ကိုနမနီမှာတမနီဘူးသွင်းနေ ပြောချင်89မိနစ်မှာကက်ဆီမီရိုတကို85မိနစ်မှာရက်ရှမန်ပွိုင်းနဲ့တကိုးဆိုတော့ကိုဝင်ပေါ့ဗျာလက်ကြော်ပေါင်းအဝေးကွေးမှာလည်းသတိစင်းနဲ့ဖုတ်ခဲ့တယ်အင်ကွေးမှာလည်းကိုဝင်နဲ့နာနာတီးပလိုက်တယ်ဘောင်းအသင်းကို71 71ရောက်ပါဘူးဗျာကျွန်တော်ဒီအင်ဂျာနာစီ ဒီရာသီကျွန်တော်ပရီးမီးယားလိမ်းမှာဘယ်လိုမှအခြေအနေမကောင်းဘူး။ဒါကြောင့်ယူရိုပါလိအနေနဲ့တကူကကျွန်တော်တို့အသေးတော့ကိုအင်မတန်အရေးကြီးတယ်။ယူရိုပါလိဖိုင်နယ်မှာဘိုဆွေးခဲ့မယ်ဆိုရင်ကျွန်တော်တို့အသေးအတွက်အများကြီးအကျိုးမြတ်တွေရှိတယ်။ပထမတစ်ချက်ကျွန်တော်ယူရိုပါလိလာရမယ်။ဒုတိယတစ်ချက်ချန်ပီယံလိကိုအော်တိုဝင်မယ်။အခြားအသင်းတွေကဆင်ပီယံမယ်အနေနဲ့တကူရှိတယ်ပေါ့ဗျာ။အဲ့လိုမျိုးချန်ပီယံလိဝင်ခွင့်ရပြီဆိုရင်ကျွန်တော်တို့ဒါမေးရတယ် ဘတ်ဂျက်တွေလည်းအများကြီးအလုံးလောက်ကျွန်တော်တွေးရမယ်။ဒါကြီးရမယ်။ပြီးလို့ချင်းကစားသမားခေါ်မှုရောင်းဝယ်မှုအဲ့လိုမျိုးအဖက်ဖက်ကဒီချန်ပီယံလေးဝင်ခွေကကျွန်တော်တို့အသေးအတွက်ကိုအင်မတန်အရေးကြီးတယ်။ဒီလိုပရီးမီးယားလိဂ်မှာချန်ပီယံလေးဝင်ခွေမယ်ဆိုရင်လည်းကျွန်တော်တို့အသေးအတွက်ကိုအင်မတန်ကောင်းတဲ့အချင်းတယ်။အခုဆိုရင်ယူရိုပါလိဂ်မှာလုံးဝချိုးမဲမရှိပဲနဲ့ဖိုင်နယ်ကိုတက်လာတယ်။ဘူဇက်ခိမယ်ဆိုရင်အမ်မူရယ်ပဲပထမအုံဆုံးတော့မြေပြပထမအုံဆုံးတော့ဆယ်ချီဒီမဲ့ဒေတာတို့ကမှရှိတယ် တယ်မလားဘူရောပါလိုက်မှာဆိုရင်ရှုံးမရှိသေးတဲ့ပထမအုပ်စုဆယ်ရှင်ဒီနာစာအလစ်ပါကူဇန်နောက်ပိုင်းမှာအခုတင်မွေဖြစ်နေထပ်ပြီးတော့ဘူသာဆွေးခဲ့မယ်ဆိုရင်ဒါကြောင့်ဒီနေ့ပွဲစီမှာပထမပိုင်းမှာအမားလုခဲ့တဲ့ကစားသမားတွေဖြစ်တဲ့ကာနာရှုမဇရာဝီအန်ရီအိုနာနာအများကြီးပဲရှိခဲ့တယ်သူတို့ကတော့အိမတင်တော့ဘူးဒုတိယပိုင်းမှာဝင်လာတဲ့ကစားသမားတွေကောင်းမွန်ကြောင်းကျွန်တော်ပွဲနဲ့နိုင်ခဲ့တယ်ကြလာတဲ့အခွေးတွေကို ကယ်ဆိုလုပ်ပြနိုင်တဲ့အနေအထားတစ်ခုအတွက်ကင်မရာဝန်ဆောင်ရပါတယ်ကျွန်တော်တို့။နောက်ဆိုတော့ကိုတင်ဒီနေ့ပွဲစီမှာဒီကြိုင်ရင်လည်းကျွန်တော်တက်မဲ့ပုံစံမှာကျွန်တော်ရှိနေတယ်။အများကြီးမျော်လင့်ကျွန်တော်တို့မှာထားထားရတယ်ဒီပွဲစီမှာ။ဆိုတော့ပထမပိုင်းရဲ့အနေအထားဒုတိယပိုင်းရဲ့အနေအထားဘဝချက်တွေကအများကြီးရှိတယ်။အမွေရဲ့ဇာပြောင်းလို့ပိုင်ပိုင်နေတယ်လို့ဖြစ်ခဲ့တယ်။ကစားသမားတွေရဲ့စိတ်ထဲပိုင်း တော့အာမေဒီယာလို့ဝင်လာပြီဆိုရင်ပရိသတ်တွေအပေါ်တော့ဗျာကိုရတော့ပြီကိုရတော့ပြီဆိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်တွေ့နေရတယ်ဘုရားဒီရှာတိတ်လေးတွေကဒီကကစားသမားတွေဒီလိုပြဿနာရှိနေတဲ့နေရာတခုမှာအကောင်းဆုံးလုပ်ပြခဲ့တယ်နောက်ထပ်လေးလုပ်ပြနေမှာလေဆိုတော့ကျွန်တော်မေဆောင်နည်းနည်းအတင်ကယူပါလိုက်ဖိုင်တွေကိုအမောင်းရမရှိဘယံပါဒာနဲ့တက်လာခြင်းမဟုတ်ပဲတကယ်ကိုပေါ့ပေါ့မဲ့စွင့်ရည်ပိုင်းကောင်းမွေတဲ့ကစားသမားတွေရဲ့ ုပ်အားလုံးတွေနဲ့ဖိုင်တွေကိုတက်ခဲ့ပြီဒီကိုပျော်ရှင်ရပါလိမ့်စာသမားတို့ရေဆိုတော့ပွဲတော်ပြီးတော့ခဲ့ပြီဒါပေမဲ့ဖိုင်ရင်မှာကျတို့ဒီကစားသမားတွေအင်ဂျီပြဿနာအင်ဂျီရဲ့အစစ်စစ်တွေမှာဘာမှမဖြစ်ဘူးလို့ရတယ်ဒီလိုချင်းကျတို့ဒီဖိုင်တွေမှာဆိုတွေ့ရမှာပေါ့ဗျာဒီကြားထဲမှာဆိုပရီးမီးယားလိတွေပါတယ်ကျတို့ဝေးသုံးမဲ့ထပ်ပြီးတော့ပြန်ရဖို့ရှိနေတယ်ဒီပရီးမီးယားလိအနေအထားတစ်ခုမှလည်းကစားသမားတွေအပေါ်တင်ရမရဖို့လို့ ကိုရီးယားပြိုင်ပွဲနီးလာလေပြိုင်ပွဲပြီးဖို့နီးလာလေတဲ့အင်ဂျူရီပြဿနာတန်ရပြဿနာတွေကထိုးနေချက်တွေကအဖြစ်ဖြစ်နေပူနားလာတဲ့အတွက်ဒါတွေကိုကျွန်တော်တို့ခြောင်ကြရမှာတဲ့နိုင်လို့ရှိပြကျွန်တော်တို့ဒီပညာလေးကိုအရှင်နေနေပဲကစားပလိုက်တော့ကစားလို့အချုပ်ပစ်ပြီးတဲမစီတော့ဘူးလေဘာမှမဖြစ်တော့ဘူးအစစ်စစ်ကြောက်စစ်ပေါ့ကြားတယ်မဖြစ်ဘူးမတော်ကဂျူပါလေးခလာကိုကြောက်ဖို့တဲ့ရမှာကျွန်တော်တို့90ရာခန့်လို့တော့တေချာတော့ဗျာ ဖက်ကစပါးကလည်းယူပါလိဖိုင်တွေကိုတက်လာတဲ့အနေအထားတစ်ခုရတကယ့်ကိုဆွဲဆောင်ရင်ကောင်းပြီးတော့တက်လာတာဆိုတော့ညီကတို့ရဲ့ညီကတို့ဘလို့ထင်ပြချက်ကြီးလေဗျညီကတို့ပြောချင်ရလားကစားသမားတွေကိုပြောချင်ပထမပိုင်းအနေအထားတစ်ခုမှာအဆင်မပြေပြီးစုပြည့်တဲ့ကစားသမားတွေအနေနဲ့ကျွန်တော်ဘလောက်တိလာမယ့်ကိုယ်စီမှာအချင်းကြီးကောင်းဖို့ရှိပြီကမ္ဘာပိုင်းဒုတိယပဲအချင်းကြီးပြီးလို့ရှိရင်ကျွန်တော်ပေါ်ဖော်မဲ့ပိုင်းစားတဲ့အနေအထားတွေကိုရှင်းနေပေးကြပါဦး ကျွန်တော်တို့မေဆာဝင်တဲ့တင်ကကိုရီ ultra ပေါ်မှာကြော်ပေါင်း9တပိုးနဲ့ဖိုင်တွေကိုတော့တစ်စင်းတက်ခဲ့တယ်။ကစားသမားတွေအဖို့အသေးအဖို့ပြိတ္တတွေအဖို့တကယ်ကိုပျော်ရွှင်ပြီးတော့အားရကျင်းနေစရာဖြစ်တဲ့ဝိဒုပလိကျွန်တော်ဆိုလိုရတဲ့အနေနဲ့ဒီကမှချိန်ကြတဲ့အတွက်ဒီကိုရိုရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါဦး။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျေးဇူးအားပေးတဲ့ညီကိုတို့ဒီအောင်စီတိုင်းနဲ့မေယူပဲအပေါင်းတို့ကောင်းလို့အရေးအစီအပြေပျော်ရွှင်နိုင်ကြပါစေလို့ ေးကိုဆုံးပြလိုက်ပါတယ်။ Spoil တွေမှာဒီ Lion Spider လူဒီဗီရှင်းကောင်းလေးကိုထိတိုက်ပြီးတော့အသေးနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်းကြည့်ကြည့်အားပေးနိုင်ပါတယ်။ကြောက်ကြောက်ချင်တဲ့ဗီဒီယိုလေးကို